ကယ်လန် Ocean အေဂန်ဆက်ယုံက2015ခုနှစ်အတွင်း၃ချိန်မြောက်အလုတ်ထုတ်ခံရတဲ့အလုတ်သမားရဲ့အမှုဟာတစ်နှစ်ကျော်ကြာပေမဲ့ပြည်လဲမှုမရှိသေးဘူးလို့သိရပါတယ်။ဟိန်းကိုသတင်းပေးပို့ထားပါတယ်ရှင်။ကနဦးမိတ်ကမှာကွာစာကြောင်တော်မှာအဲ့ဒါနဲ့အဲ့ဒီအပေါ်မှာတုံ့ပြန်ခဲ့တာအဲ့ဒါကြီးကို2015ခုနှစ်တလာပိုင်းမှာခြေခံလုံသမားတွေအတွက်အ ਨੇ ဆုံးအခချင်းွေစတန်ကောက်ယူဖို့လုံသမားညညာယူဦးစီးဌာနကပေးတဲ့တင်တန်းတက်ရောက်တာကြောင့်တုံးကျင်မြောက်အလုပ်ထုတ်ခံခဲ့ရတာပါ အလုံသမားညွန်ကြားရေးဦးစီးဌာနရဲ့ညွန်ကြားချက်နဲ့တိုင်းသာမျိုးနယ်တွေကအလုံသမားတွေရဲ့ရွေးချယ်မှုကြောင့်ဒီတန်းန်းကိုတက်ရောက်ခဲ့တာဖြစ်ပြီးတန်းန်းတက်ရောက်ဖို့အတွက်စက်ယုံတန်ဝန်ရှိသူတွေကိုလည်းအကြောင်းကြားစာပို့ထားခဲ့တာပါဒါပေမဲ့တန်းန်းပြီးလို့လုပ်ငန်းဝင်ဝင်တဲ့အခါမှာအလုပ်ကထုတ်ပယ်ခဲ့တာပါတိုင်းဒေသကြီးမှာလည်းကျွန်တော်အလုပ်ပြန်ဆောင်အမိန့်ချပေးတယ်ပေါ့အဲ့ဒါကိုဒီအလုပ်ရှင်ရဲ့ကိုယ်စားလှယ်မန်နေဂျာဦးကျော်စေးရနေပြီးတော့ဒီခုံသမားကြီးရဲ့ဆုံးဖြတ်ချက်ကိုအခြေနဲ့လို့ဆိုလို့ခုံသမားကြီးကောင်းကျိုးဆက်တက်ခဲ့တယ် ုံသမားလေးကောင်းစီမှာလဲသူ့ဘက်ကနေပြီးတော့တက်တဲ့ထောက်ထားမခိုင်းတော့ပါဘူးကျွန်တော်ဘက်ကနေပြီးတော့အလုပ်သမားအေးကောတော့အလုပ်သမားကုစားလေးတွေတက်တဲ့ပြကျွန်တော်တင်းတင်းနဲ့လူမှုစေခဲ့တဲ့ကောင်ကုံသမားလေးကောင်းစီရတယ်မာလေးကျွန်တော်အနိုင်ရခဲ့ပေါ့အလုပ်ထုတ်ခံရမှုအတွက်အလုပ်ရှင်ဘက်ကထိုက်တန်တန်တာဝန်ယူဆောင်ရွက်ပေးမှုမရတဲ့အပြင်စာကျွန်တော်အစ်စ်တန်ကြားဖြစ်ရှင်းမှုလုပ်ဖို့အတွက် ပြညာအစီရင်ခံစာနဲ့ကြမ်းကြင်တွေကတင်ရမှာစလုံးပေါင်းမှားမှုကြောင့်တရားရုံးမထီမှတ်မြင်မှုနဲ့ထပ်မံတရားစွပ်စွပ်ခံရတာပါဒီလိုအလို့သမားတွေရဲ့အမှားကိုတရားစွပ်စွပ်မှုလုပ်ပေမဲ့အလို့ရှင်ဘက်ကတရားရုံးကြီးတွေကိုလာရောက်ဖို့ပြက်ကွက်နေတာကိုတော့ယခုအချိန်ကြီးအေးအေးဆောင်းတာတွေမရှိသေးဘူးလို့ဆိုပါတယ်တည်သေးဦးလေဆိုတာအလို့ရှင်ကအလို့သမားကိုဘယ်သူပဲချုပ်ပေါက်ချုပ်ပေါက်ဟိုသက်ဆိုင်ရာဌာနတွေဒါဥပဒေတာဝန်ရှိတဲ့လူကအေးအေးယူကြတာအေးမယူတာအလို့ရှင်အဲ့ကြတော့အဲ့ဒီလိုအေးမယူတဲ့စက်ရုံထဲမှာဒီဂဲလန့်အောင်ရှင်ကလည်းအပါအဝင် ဒါ2011တည်းကအာဒီနေ့တိုင်းပြဿနာအဖြစ်အများဆုံးစက်ရုံကအဲ့ဒီစက်ရုံပါလေစက်ရုံတစ်ခုပါပဲအဲကြောင့်အဲ့ဒါနေမှာတက်လို့ညှိနှိုင်းပြန်ပြေးမှာလဲအဲအလုပ်ရှင်ကိုယ်စားလှယ်တွေဝင်ပြောတဲ့ဟာတွေဒီဒါအားလုံးသိရှိပြီးဖြစ်ပါတယ်သူအလုပ်ကမကောင်းတာမဟုတ်လားသက်ဆိုင်ရာ position မှာတင်ထားတဲ့စာတွေသူကဟိုသူကအလုပ်ကမကသူတို့ဖြစ်လာတဲ့အခက်အခဲတွေကိုအလုပ်ကမရဲ့ငင်းပွားမှုဖြစ်ချင်းဥရင်းနဲ့အညီရင်းပဲကျိုးဝန်းခဲ့တယ်လို့ပဲ တခါရင်းယူစီဥပဒေနဲ့ညီဆန္ဒထုတ်ပေါ်တာတွေရဲ့လုတ်ခဲ့တဲ့စက်ရုံဖြစ်ပါတယ်တစ်ဖက်ကလည်းအဲတိုင်ကြားစာတွေနဲ့တက်ဆိုင်ရာဌာနဆိုင်ရာအစင်းတွေကိုဖြည့်ရှင်းပေးဖို့သူကလူကမခွင့်ရဖြည့်ရှင်းဖို့တင်ခဲ့တဲ့စက်ရုံနဲ့မှာလေဒီစက်ရုံအပါအဝင်ဖြစ်ပါတယ်ဒါဒီမှာအကြတော့ဒီနေ့ကာလမှာရက်လာကတော့ဒီခုမာရီကောင်စီကနေပေါ့ဒီဒေါ်လာလာကိုအလုပ်ပြန်လဲခံထားပေးဖို့ဆုံးဖြတ်ပေးမယ်အလုပ်ရှင်ကမလိုက်နာတဲ့အခုထဲမှာအဲဒီမှုကတမှုပါနောက်ဖက်တင်ပြဆွေးနွေးချက်တွေကိုစစ်ဆေးပြီး ချမှတ်ခဲ့တဲ့ဆုံးဖြတ်ချက်တွေကိုလှုပ်ရှင်မကဒီနေ့ချိန်ထိလိုင်းနာဆောင်ရွက်ခြင်းမရှိတာကြောင့်နှုတ်နယ်တရားရုံးမှာတရားဆွဆိုခဲ့တဲ့အထိဖြစ်လာခဲ့ပေမဲ့စက်ယုံပိုင်ရှင်ကတော့ဒီတရားဆွဆိုမှုအတွက်တရားရုံးမှာလာရောက်ဖြေရှင်းမှုကမရှိသလောက်နေပါနေတယ်လို့သိရပါတယ်ခင်ဗျာကျွန်တော်ဟင်ကိုပါ